အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယွန်ဖြစ်ပါ2025ခုနှစ်ဧပြီလ23ရက်ဗုဒ္ဓနေ့ငနေခင်းစေရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားပြင်ပြပေးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းရဲ့နေဆက်ကုံတွေမျိုးဖြစ်တဲ့တမှုနယ်မှာထိတွေ့မှုဖြစ်ပေါ်လာနိုင်ပြီးနေဆက်ကုံစီစီစဉ်မှုယာယီရပ်တန့်နိုင်တယ်လို့ပြောနေကြပါတယ်စကိုင်းတိုင်းတမှုနယ်တွေကပန်းနာဘက်မှာတော့ထိတွေ့မှုတွေခက်ကျဲကျဲကနေခက်ဆိတ်ဆိတ်ဖြစ်လာနေပြီဖြစ်ပါတယ်ဇမန်လေးကမုံရွာခြေဆိုင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကနေလက်နက်ကြီးနဲ့ပြစ်ခတ်ထားတာရှိပါတယ်။ဗိုလ်ဒီပြန်တန်းချိန်58စက္ကန့်ဝင်းကျင်ဆိုတော့မီတာ9000အကွာဝေးခန့်ကိုပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။မြောက်ဆန်းနယ်မြေထဲမှာလက်နက်ကြီးပြစ်ခတ်မှုတွေပြန်လည်ဖြစ်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။စစ်ရေးအခြေအနေကြောင့် AR တိုင်းပဋိမောင်ရကားလန်းအနောက်ဘက်ခြမ်းဒေသတွေဟာစာတင်ကြောင်းတွေလာမဲ့ပညာတင်နေမှာမဖွင့်နိုင်တော့ဘူးလို့ဒေသခံတွေကသုံးသပ်ကြပါတယ်။ မြန်မာပြည်ရဲ့စံအုပ်ကြီးလိုတင်စားခေါ်တဲ့မြဝချမောဒေတာကစံကုန်တွေတွေကိုချုပ်ကန်ထားပြီးတချို့ဒေတာတွေမှာတိတ်အောင်ကိုစံနှပြီနှုံးတာခွဲလန်းချရောင်းချပေးနေပါတယ်ဂျမန်လေးကထိလာရှိုးစနကောင်ဟိုတယ်မှာစစ်ကောင်စီအားတစ်ဖက်သက်ဖိအားပေးတောင်းဆိုမှုတွေပြုလုပ်နေသေးတာဖြစ်ပြီးအရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အလံလက်ထူထားတဲ့စစ်ရင်တန်း80နီးပါးနဲ့လာရှိုးမျိုးတွေကိုဝင်ရောက်လာခဲ့ပြီးဖြစ်ပါတယ် ိုင်းစစ်ဌာနချုပ်ဖွင့်လှစ်နိုင်တဲ့ဆိုပေမဲ့သူ့ရဲ့ကိုကဲမှုအောက်မှာတောင်းခံတက်နေကအမှတ်900နဲ့အမြောက်စစ်စင်ကိုကဲမှုဌာနချုပ်အမှတ်206အမြောက်တက်ရင်အမှတ်354အမြောက်တက်ရင်အမှတ်406အမြောက်တက်ရင်အပါဝင်မိုင်းရဲ့တန်ရန်နဲ့ဟိုရကတက်ရင်တချို့သာကြံရှိနေပါတယ်ကိုကန်တက်တွေအနေနဲ့လည်းတရုတ်ရဲ့ဖီအားဆိုပေမဲ့ပါဝင်တက်ခိုက်ပေးခဲ့တဲ့ဒူရီဘက်ကိုတစ်ချက်ပြန်စဉ်းစားပေးရမှာဖြစ်ပါတယ်2015ခုနှစ်တုန်းကကိုကန်တက်ဖွဲ့တွေဟာလောက်ကန်ကိုဝင်ရောက်လာခဲ့ပြီးမြက်စစ်တပ်ရဲ့ထိုးစစ်ကြောင့်တရုတ်ပြည်ထဲကိုပြန်လည်ဆုတ်ခွာသွားကြရပါတ ်လောက်ကိုင်းတိုက်ပွဲဟာမြန်မာစစ်တပ်ရဲ့ထင်ရှားသောအောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီးလောက်ကိုင်းတိုက်ပွဲတစ်စိတ်ဆိုပြီးစစ်တီတိုင်းကိုချီးမြှင့်ခဲ့ပါတယ်အဆိုပါတိုက်ပွဲဖြစ်စဉ်ကိုကမ္ဘာစည်ရေးလေလာသူတွေကလည်းမြန်မာစစ်တပ်ရဲ့အလင်းမြန်ဆုံးစည်ရေးရွှေပြောင်းမှုလို့တောင်းတင်စားခဲ့ကြပါတယ်တကယ်တမ်းအဲ့လောက်ကြီးတော့လည်းမဟုတ်ပါဘူးအမှတ်66ချင်းမြန်တပ်မဌာနချုပ်ကအဓိကတိုက်စစ်ဆင်ခဲ့တာဆိုတော့အင်းနိုင်ခြေဆိုင်အမှတ်66ချင်းမြန်တပ်မဌာနချုပ်ကြီးဟာလောက်ကိုင်းစစ်မျက်နှာပြင်ကိုအချိန်လိုဘလောက်အတွင်းရောက်ရှိသွားတဲ့ဆိုတဲ့ခံမှန်းတစ်ချက်မှုကြောင့်ဖြစ်ပါတယ် တကယ်တမ်းအမှတ်66ချင်းမြန်တပ်မဌာနချုပ်ရဲ့တိုင်ရင်တွေဟာကချင်ခွင်တွေကနေပြန်ဆင်းလာပြီးမန်းလေးဘူတာကြီးမှာရထားဆောင်ဆိုင်နေခြင်းနဲ့တိုက်ဆိုင်သွားခြင်းဖြစ်ပါတယ်။နောက်တစ်ချက်အဲ့ဒီအချိန်ကမြန်မာပြည်အထက်ပိုင်းကတိုက်ရင်မှန်သမျှတိုက်ရင်မှုတွေကိုပူးစည်းရင်ဖြစ်ထုတ်ပေးထားတဲ့ဂရန်တိုက်ကမော်တော်ယာဉ်တွေဟာပသိမ်ကြီးမြို့ကပင်မရင်တို့လောင်ကြီးတက်မှာစုပြုံရောက်ရှိနေခြင်းဖြစ်ပါတယ်။အဆိုပါမော်တော်ယာဉ်တွေကိုအသုံးပြုပြီးလူနဲ့ခဲယမ်းတွေကိုပို့ဆောင်နိုင်ရလို့စစ်မြေပြင်ကိုအချိန်မီရောက်ရှိသွားပြီး ကိုကန့်တက်တွေကိုတိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ပြည်သူတရားလုံးပါဝင်ခဲ့တဲ့ຫນွေဦးကြောင့်သာ30 20ဆစ်စင်ရေးဟာအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒီချက်ကိုကိုကန့်တက်ဖွဲ့ခေါင်းဆောင်တွေလည်းထက်သွင်းစဉ်းစားကြလိမ့်မယ်လို့မျှော်လင့်ရပါတယ်။မြို့တော်တောင်ကြီးကိုစစ်ရင်တန်းတွေဝင်ရောက်လာပါတယ်။မြို့ဝင်လေးမိုင်ခိတ်ကနေခကြီးတဲ့ရင်တွေကိုပေးမဝင်တော့ပဲညိုမီလမ်းခွဲကနေဝင်နေရတယ်လို့သိရှိရပြီးရဟရင်စဉ်သက်မှုတွေလည်းရှိနေပါတယ်။အဆိုပါစစ်ရင်တန်းတွေဟာလာရှိုးကိုထပ်မံ အင်အားဖြင့်ဆင်းလို့အောင်မယ်လို့ခံမှန်းရပါတယ်။တောင်းခန်းစစ်နေစာကိုစကားစစစ်ကောင်စီအာယုံထားနေတယ်ဖြစ်ပါတယ်။လေကြောင်းကနေအစိတ်တက်ဝေးတွေအတုံးပြူပြီးတိုက်ခိုက်ခဲ့တယ်လို့အုံမတိနားခေါ်ဘက်ကလည်း SU 30နဲ့ဂျမန်လေးကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။စီရင်နီးနဲ့တင်နီလာအေးရဲ့ထိန်းချုပ်နေမြေတွေကိုပြန်လည်ရယူဖို့အချိန်မြင့်နေသေးတာဖြစ်ပါတယ်။ကချင်ပြည်နယ်မွန်ချင်းအင်းတော်ကြီးအရှိတ်ကန်းကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ရွာစည်ကြီးစခန်းကနေလည်းလက်နေကြီးပြစ်ကူပေးနေတာရှိပါတယ်။ မြေပြင်ထိပ်တွေ့မှုပြင်းထန်မှုရပါတယ်။စနေကုန်းအင်းသာဖဲဖူဖဲပါနတ်မောက်ကန်ရွာတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒေသခံတွေရောကာကွယ်အင်အားစုတွေပါထိခိုက်မှုရှိပါတယ်။ဘကုတိုင်းမင်းလာမြို့နယ်တွေကအညာရန်ကြီးနဲ့တာလေးရွာတွေမှာထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ချစ်စင်ကတော့ဒီလိုရှိပါတယ်။ရန်ကုန်ပြည်လမ်းဘေးမှာဖြစ်တာပါ။တောင်ပိုင်းဆက်တာနာကျောက်တိုင်းမှာရောက်လာတဲ့သတင်းအရကာကွယ်ရေးအဖွဲ့တွေတွားနှုတ်ဆက်ကြတာဖြစ်ပါတယ်။ တိုင်းမှုကလည်းသူ့ရောက်မှပြစ်ပြရလားဆိုပြီးဒေါကန်သွားပြီမဲ့ချက်ချင်းတုတ်ချေတင်ဖျက်ပြေးသွားတယ်လို့သိရပါတယ်။နေခင်းမှာတော့လေချောင်းကလည်းဘုံကျဲတိုက်ခိုက်လာပါတယ်။စိန်ကလန်တက်နေဘုတ်စိန်ပူနဲ့မုတ်ခါတဝိုက်ကိုဘုံကျဲတာဖြစ်ပါတယ်။သတင်းကောင်းလေးကတော့သူတို့စစ်ကြောင်းပေါ်မှားကျဲလိုက်ပြီးဥရောတာလေးဘက်ကလည်းတက်ကူတွေရောက်လာပါတယ်။ဂျမန်နေ့နေ့လယ်ခင်း၃နာရီကျော်ထိမြေပြင်ထိတွေ့မှုရှိနေစေဖြစ်ပါတယ်။ မကွေးတိုင်းအထက်မင်းလာမြို့နယ်ပေတော့နယ်ကံကြော့ဘက်ကိုအင်အား60ခန်းရှိတဲ့စစ်ရင်နှန်း60စီးနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ဒေသခံတွေရှောင်တိမ်နေရပါတယ်အဆိုပါစစ်ကြောင်းဟာစင်မကြတောင်ဘက်ကနေဖြတ်လာတဲ့စစ်ကြောင်းလိုဒေသခံတွေကတုံးသက်ယူဆနေကြပါတယ်မဒီလာတက်နဲ့သာစီနဲ့တပြေဝကြားအမှတ်429ချင်းမြန်တိုင်ရင်နဲ့အမှတ်420ချင်းမြန်တိုင်ရင်ရဲ့တက်ရှိမျက်နှာသာအုပ်တိုင်း ြိုကျနေတဲ့မှတ်တမ်းဗီဒီယိုလေးကိုကျွန်တော်ရဲ့ယခု YouTube content ထဲမှာပြသပေးထားပါတယ်။ Super Tiger နင်းရောင်းနိုင်ရီကန်စစ်မျက်နှာသားမှာပွဲပြက်နေတဲ့တိုင်ရင်နင်းရင်းသာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရင်